ဒါကတော့တရုတ်နိုင်ငံကမြို့တစ်မြို့ရဲ့လက်ရှိပုံပါ။ဒါကတော့အိမ်မြို့ရဲ့အရင်ပုံပါ။အိမ်မြို့နာမည်ဟာနန်ကျင်းလို့ခေါ်ပါတယ်။ ဘာလို့ဒီမျိုးအကြောင်းကိုပြောနေရလဲဆိုတာသိချင်ရင်စက်ကြည့်လိုက်ပါ။ယခုတင်ဆက်ပေးတဲ့ဗီဒီယိုကတင်တာဒီလူရီနေရာကဖြစ်ခဲ့ရင်ဆိုပြီးဘူတုတရရဲ့အတွက်တင်ဆက်ပေးတာဖြစ်ပြီးမီးစုတူတယောက်မှထိခိုက်နေတာလို့ရှင်မရှိပါဘူးဗျ။ဆက်ပြောရရင်ဒီနေ့တော့ဖိုးပိန်နဲ့မီလုံးဆိုတဲ့လင်မယားနှစ်ယောက်ကနေတင့်ကိုမွေးလိုက်ပါပြီ။တင့်ကိုဂျပန်နိုင်ငံမှာမွေးတာမို့လို့တင်ကအခုတော့ဂျပန်နိုင်ငံသားပါ။တင်ကမွေးလာတဲ့ကကံကောင်းစွာနဲ့စင်းရီမီသားစုမှာမွေးလာပါတယ်။ တင်မိပါတွေကစာဝတ်နေရေးအတွက်ရုန်းကန်နေရမလို့တင့်ကိုတေချာကူးမဆိုင်နေပါဘူး။ဒါပေမဲ့တင်ကအားမလျှော့ပဲကိုယ့်ဘာသာစူးစမ်းပြီးရအောင်ကြောင်းတက်ပါတယ်။အဲ့လိုနဲ့တင်လည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီးကြောင်းပြီးတော့ပါပြီ။အမှားတင်တက်ကတူတက်ဖို့ချင်းစီနေတော့မှာပဲ။ကံကောင်းစွာနဲ့ဒုတိယကဘာစီကြီးထဖြစ်ပြီးဘရင်မိန်နဲ့စစ်တက်တဲ့ရောက်သွားပါတယ်။စိတ်မကော။တင်ကံကမွေးထဲကကောင်းတာမို့လို့စစ်ထဲရောက်ပြီးပထမဆုံးတိုက်ပွဲမှာတင် တိုက်ပွဲကြီးကိုပို့ခံလိုက်ရပါတယ်အဲ့တိုက်ပွဲကတော့နန်ချင်းတိုက်ပွဲဖြစ်ပါတယ်တကယ့်မူရင်းနာမည်ကတော့ဖော်ပြရင်ဗန်းခံရနိုင်တာမို့လို့ကွန်မန့်မှာရေးပြထားပါမယ်ဗျဒီဇလန်နဲ့ရလို့မဟုတ်ပဲတင်အမှတ်တကယ်ကန်ကောင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာငွေ9000ကျပ်ထင်တဲ့အတင်းတင်းတင်လာတက်လို့ရပါတယ်တင်းနှမ်းမှာတော့အဓိကအနေနဲ့ YouTube နဲ့ TikTok ရဲ့ algorithm ကြီးကြောင့် editing အခြေခံနဲ့ video လုပ်ဖို့အချက်လက်တွေကိုဘယ်လိုရှာဖွေရမလဲဆိုတာသင်ပေးတော့မှာဖြစ်ပါတယ်။ animation video နဲ့တေချာရှင်းပြထားတာမို့လို့တစ်ခါတင်နေချင်းတွေးပြတာနဲ့တစ်သက်လုံးပြန်ဝင်ကြည့်နေလို့ရပါတယ်။ပြီးတော့ machine လာတစ်ခုဆိုရင်လည်းအချိန်မရွေးမေးလို့ရအောင်စီစဉ်ပေးထားတာဖြစ်လို့မတက်မအောင်စိတ်ပူစရာမလိုပါဘူးဗျ။တင်နန်းအတွက်စိတ်ဝင်စားပါကပြထားတဲ့ telegram ကောက်ကိုဆက်သွယ်လို့ရပါတယ်။ discretion နဲ့ comment မှာလည်းရေးထားပေးပါတယ်ဗျ။ဆက်ပြောရရင်သင်ကတခြားစစ်သားရင်နဲ့တူတရုတ်နိုင်ငံရဲ့နယ်နိမိတ်တွေကိုဝင်ရောက်လာပါဗျ။ တင်ကအောက်ခြေစစ်သားဖြစ်တာမို့လို့အရှိဆုံးကနေရဲဆုံးပြီးတိုက်ရပါတယ်။အမှတပွားလုံးကန်ဆိုခဲ့သမျှကဒီမှာချက်မှကန်လာကောင်းပြီးဘာမှမဖြစ်ပဲတိုက်ပွဲတပွဲပြီးတပွဲအောင်နိုင်လာပြီးနောက်ဆုံးပူကြီးအဆင့်ထိရောက်လာပါတယ်။အဲ့ချိန်မှာတင်တို့ရဲ့စစ်တပ်ကနန်ကျင်းမြို့ကိုတက်သိမ်းပါတယ်။နန်ကျင်းမြို့ဆိုတာအဲ့ချိန်ကတရုတ်နိုင်ငံမြို့တော်ဖြစ်တာမို့လို့ခက်ခက်ခဲခဲအသက်ကိုဖမ်းနေထုတ်ပြီးသိမ်းခဲ့ရပါတယ်။နောက်ဆုံးတော့ဂျပန်စစ်တပ်ကနန်ကျင်းမြို့ကိုသိမ်းနိုင်သွားပါပြီ။အမှပြဿနာစတဲ့တင်ကရှောင်းတက်ရှာတက်လို့ပူကြီးဖြစ်လာပြီမဲ့အင်အားလုံးများပြားရဲ့စစ်တပ်ကိုသိမ်းမထိန်နိုင်ပါဘူး။ အောက်ခြေစစ်သားတွေနေနေရလဲဒီမျိုးကိုရဖို့အကြအဆုံးရမ်းများခဲ့တာမို့လို့မျိုးပေါ်မှာတော်တော်လေးကိုညှို့ကြည့်ပါ အဲ့ဒါကြောင့်တင်းရန်တက်ဖွဲ့တွေကပြဿနာကြီးတစ်ခုပြီးတစ်ခုဆက်ရှာပါတယ်။တိမ့်ပိုက်ခံပြည်သူတွေကိုမတရားသဖြင့်မင်းကလေးဆိုရင်ကလေးလူကြီးမချန်အကုန်လိုက်ပန်းညပါတယ်။ပြီးရင်ကလန်ကဆန်လို့ဘုံမပြောနဲ့မျိုးလုံးချင်းဆိုရင်တော့ရှင်းပြပါတယ်။တင်းရန်တက်ဖွဲ့တွေကနန်ချင်းပြည်သူတွေအတွက်တော့နဆိုးတွေပါပဲ။ဘာလို့ဆိုတင်းတို့ကအရက်ဆက်ဆုံးအရာတွေကိုပဲလုပ်ခဲ့တာမို့လို့ပါ။အစကတင်းရန်အဲ့လိုမျိုးလုပ်တဲ့သူတွေကိုလိုက်တားပါတယ်။နောက်ကြတော့တဒက်လုံးကလုပ်ပြီးတင်းတယောက်တည်းမလုပ်တာဆိုတော့အထူးပါဘူးလေဆိုပြီးတင်းပါဝင်ရောပြီးလုပ်လိုက်ပါတယ်။ အမှန်အချိန်တွေရပူဆိုးကုန်ပါပြီ။သင်တို့အခုလိုလုပ်နေတာတွေကိုသင်တို့အစိုးရကလည်းသိသွားပြီ။ချက်ချင်းအုပ်ချုပ်ရေးဖွဲ့တွေကိုစဖွဲ့ပါ။အမှန်သင်ကဒီတိုင်းဆက်လုပ်နေရင်တော့ငါဘာခွေးဖြစ်တော့မယ်ဆိုပြီးသူတော်ကောင်းရောစဆောင်ပါတော့တယ်။သင်သူတော်ကောင်းရောစောင့်နေတော့မှသင်ရဲ့အချက်ဆုံးတငယ်ချင်းတွေတရားတယောက်ကတငယ်ချင်းကောင်းပီတာဆိုတဲ့သူလို့ရင်ပြီးရောမြေပါသာဖြစ်ချင်တာဖြစ်ဆိုပြီးသင်ကိုတွတ်တိုင်လိုက်ပါတယ်။ကိုရှေရှေထားအရှုံးနေနဲ့အများကြီးရင်ဆိုင်ရအောင်ပါ။အမှန်သင်လည်းစစ်ခုံကိုတင်ခံလိုက်ရပြီးလောကကြီးကိုလက်ပြနှုတ်ဆက်သွားပါတော့တယ်။ တကယ်တော့တင်ဟာဒုတိယကမ္ဘာစစ်မှာစစ်သားလာဖြစ်တဲ့အရာကိုတင်းပွားကြီးကကန်ဆိုးမှုမောင်စကြတာပါဘာလို့ဆိုဒုတိယကမ္ဘာစစ်မှာဂျပန်စစ်သားတယောက်အနေနဲ့အသက်ရှင်နိုင်တော့က23ရာခိုင်နှုန်းပဲရှိလို့ပါတနည်းမဟုတ်တနည်းနဲ့တင်ဟာတေချာဖို့တေကိုတေမှာပါအားရမလားအဲ့လိုမပြောနဲ့လေကွာဒါကတော့နေချင်းမျိုးအကြောင်းပြောပြချင်တာဖြစ်လို့တင်းရဲ့ဘဝကဒီလိုဖြစ်နေတယ်ဆိုပေမဲ့ယခုအကြောင်းအရကိုသဘောကျရင်တင်းရဲ့နောက်ထပ်ဘဝတစ်ခုကိုထပ်တင်ပြပေးပါမယ်ဗီဒီယိုလေးကိုချိန်နေတတ်တဲ့ဆိုရင် like and subscribe လေးလုပ်ပေးသွားကြပါဦးဗျဒါဆိုနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you.